ပညာနှင့်တရာကထိန်ရသည်ဆိုတော့မောင်လူမွေးတို့ဒေါ်လန်နေမြေမှာကထိန်ပွဲတွေသူနီးသူဟန်သူအိုးသူဆန်နဲ့တန်းအောင်ချင်းချင်းသေးကျင်းပကြတာတွေ့ရတယ်။ထီးဖနဲ့သင်္ကန်းကတ်တဲ့သူတွေလည်းတော်တော်များကြတာကိုဖုန်ကြီးเจ้าကဓာတ်ဆက်နဲ့ကြီးညာတဲ့အတန်းကိုနားထောင်ရင်သိရတယ်။ခေတ်ကာလအလျောက်ဆိုတော့ကထိန်မှာထီးဖနဲ့သင်္ကန်းကတ်ချင်တဲ့သူတွေကအခြားကဝဲစရာမလို့ကထိန်ခင်းမဲ့ဖုန်ကြီးเจ้าမှာပဲမများလာတဲ့တတ်မှတ်ဈေးနှုန်းနဲ့ဝဲပြီးကတ်လို့ရအောင်ဂေါ်ဘကတွေကစီစဉ်ပေးကြတယ်။ ကိုကြစေတက်တက်သားသားနဲ့ကုသိုလ်များများရအောင်စီစဉ်တက်ကြပေးရဲ့မောင်လူမွေးကတော့ကိုနေတဲ့နေရာကရွာပုံကရင်အတွက်အထွေထွေအသုံးအတွက်ဆိုပြီးလှူဒန်းတော့တင်ငန်းကတ်တဲ့သူတွေလောက်ကုသိုလ်မများလောက်ဘူးထင်ပါရဲ့ဒီနေ့ဟာစစ်ဆောင်ကျောင်းတွေမှာပညာရေးဆွေးနွေးပွဲတွေတင်နန်းတွေဇက်တိုက်လုပ်နေရတာစာသင်ကြားနေရတာနဲ့ကထိန်ပွဲတွေနဲ့မောင်လူမွေးရက်ဆက်မဆုံနိုင်မှုဖြစ်နေတာသတိထားမိတယ်မောင်လူမွေးနေတဲ့နေရာကကထိန်ပွဲနေမှာတောထိုင်စစ်ဆောင်ကျောင်းတစ်ကျောင်းမှာမောင်လူမွေးတို့ရှိနေခဲ့တယ်နောက် မောင်လူမွေးအဖေရဲ့အကိုဖားလက်တို့ခင်းတဲ့ကထိန်ပွဲကြီးနေကြတော့လဲမောင်လူမွေးဟာတောင်ကြီးကဆစ်ဆောင်ကြောင်းကလေးကိုရောက်နေပြန်တယ်။ဖားလက်တို့လင်မယားညားကစားကလေးကခင်းကျင်းနေခဲ့တဲ့ကထိန်ကိုသူ့သားနဲ့သမီးကျေးဇူးကြောင့်ခင်းနိုင်ခဲ့ပြီ။မောင်လူမွေးတော့မသွားနိုင်ခဲ့။မောင်လူမွေးနဲ့ရင်းရင်းနှီးနှီးရှိတဲ့ဆစ်ဆောင်စခန်းတစ်ခုကလည်းကထိန်ပွဲကိုမန်းတက်ကြီးကြီးထိုးပြီးကျင်းပကြတယ်။သူတို့ကတော့ပညာရေးကိစ္စတွေနဲ့အလုံများနေတဲ့မောင်လူမွေးကိုနားလည်ပြီးသားမှုမလာနိုင်ကြောင်းပြောတာကိုလွယ်လွယ်ကူကူလက်ခံကြပါဗျ။ ကိုနေတဲ့ရက်ရွာရဲ့ကထိန်ပွဲအမေရွာရဲ့ကထိန်ပွဲအဖေကိုရဲ့ကထိန်ပွဲစစ်ရှောင်းစခန်းရဲ့ကထိန်ပွဲတွေကိုလွဲခဲ့တဲ့မောင်လုံးမွေးဟာကထိန်တစ်ခုနဲ့တဲ့တဲ့တိုးမိပါတော့တယ်မောင်လုံးမွေးဇာတိရွာကိုညနေပိုင်းရောက်ရောက်ချင်းကထိန်ပွဲအတွက်ဖျားပင်းပြီးတန်းစီပြန်လာတဲ့မောင်လုံးမွေးဆွေမျိုးတွေနဲ့တိုးပါတော့တယ်ငါတို့လာတော့ဝမ်းသာသွားတာဤတဲ့နောက်နေ့ကထိန်ခင်းမဲ့ကထိန်တိုင်ကမာတဲ့ကတယောက်ဖြစ်တဲ့မောင်လုံးမွေးတော်ကပြောပါလေတကယ်တော့မောင်လုံးမွေးကထိန်လာတာမဟုတ်ပါ ဇာတိရွာနဲ့၄၅မိုင်ဝေးတဲ့စစ်ရှောင်းကျောင်းကလေးကဆရာဆင်မတွေကိုတင်တန်းနှစ်ရက်ပို့ချဖို့လာတာဖြစ်ပါလေ။တင်တန်းပို့ချဖို့လာရင်ဆွေမျိုးတွေနဲ့ညာဘက်တော့တွေ့နေတာပဲဆိုပြီးအိတ်ဖို့တတ်တတ်လာတာသာဖြစ်တယ်။ဒါကြောင့်ကထိန်ခင်းတဲ့ရက်မနေနိုင်ပါစစ်ရှောင်းကျောင်းကလေးကိုမနှက်အစောကြီးထထွားရမှာဖြစ်ပါလေ။ဒီတော့မောင်လမွေးအမတွေအတော်တွေစုပေါင်းခင်းတဲ့ကထိန်နဲ့လဲတိလွဲလွဲပြန်ပါလေ။ကထိန်ပွဲတွေနဲ့လွဲပေမဲ့ကထိန်ပွဲတွေကိုမောင်လမွေးသိတ်ကိုအားကြပါလေ။ ခေကာလာမကောင်းလို့ကြက်တဲနေတဲ့ကြားကတရာတရားထက်တန်စွာလှူဒန်းကြတယ်ပြီးတော့တရွာလုံးညီညီညွတ်ညွတ်စိတ်အားတက်ကြွစွာပါဝင်ကြတယ်ကြံတဲ့နေရာမှာသာကွဲကျင်ကွဲမယ်ကထိန်ပွဲမှာစီးလုံးကြတယ်ဒါကြောင့်ကထိန်ပွဲတွေဟာပြီးမြောက်အောင်မြင်ကြတယ်မောင်လူမွေးတို့ပညာရေးမှာလည်းကထိန်ပွဲရဲ့ဆယ်ပုံတပုံလောက်တရာတရားရှိကြရင်ဝိုင်းဝန်းကြရင်တိတ်ကောင်းပါပဲလို့မနက်ဖြန်ကထိန်ပွဲရဲ့ဒိုင်ယာဂရမ်ဖြစ်တဲ့အမအိမ်မအိတ်နေရင်တွေးနေမိတယ်ကထိန်ဆိုတာ အကျိုးပေးမြင်မြန်ခိုင်ခန့်တဲ့အလုပ်လို့လဲဆိုနိုင်ကြောင်းမောင်လူမွေးဖုန်းထဲကပါဠိအဘိဓမ္မာတွေ့ရတယ်။ဒါကြောင့်လဲကထိန်ခင်းကြပြီးတော့ကိုလို့တွေးမိတယ်။ဒါဆိုရင်ပညာရေးကရောအကျိုးပေးမြင်မြန်ခိုင်ခန့်တဲ့အလုပ်မဟုတ်ပေဘူးလားလို့ဆက်တွေးမိပြန်တယ်။ပညာရေးပေါ်မှာယုံကြည်မှုသရာတရားနည်းနေသေးလို့ပောင်းဝင်မှုနည်းနေကြသေးတာနေမှာပဲလို့ကိုဟါကိုအဖြေထုတ်မိတယ်။ပညာကိုမယုံကြည်တဲ့လူမျိုးဟာဆိုပြီးဆက်တွေးဆက်ရေးရအောင်ကလည်းမောင်လူမွေးဟာဂျွန်ရက်စကင်မဟုတ် ်ဆရာကြီးဥအောင်သိန်းလည်းမဟုတ်ဒီတော့မနဲ့လင်းနာနဲ့တောချောင်းဆရာပြီးပြီးစစ်ဆောင်ချောင်းကိုခြစ်တက်ပြီးဆရာလေးဆရာမလေးတွေနဲ့အတူတရာတရားနည်းနေသေးတဲ့ပညာရေးအပေါ်လူတွေယုံကြည်ကြဖို့စူးစမ်းရအောင်မှဖြစ်ပါလေခင်ဗျာမောင်လူမွေ့